ျွန်တော်ကတော့ပြီးခဲ့တဲ့ငလင်းဘေးသင့်ပြည်သူတွေအတွက်ပေါ့နော်အလူခံနဲ့ပြဆက်ကားတဲ့ပွဲမှာကျွန်တော်မူလဲသွားတယ်ပေါ့နော်တရုတ်ဆောင် MC ဆိုတော့ပိုင်ဖြစ်ပါတယ်ခင်ဗျာမဆာဆာပြဆက်လို့ထင်လိုက်တာကျွန်တော်ပြဆက်ဝင်လိုက်ပြီလားပေါ့ဝင်လိုက်ပြီလားဆိုသူထင်လိုက်တဲ့အချိန်မှာ तू ကလက်ထွက်သွားမိတာပေါ့နော်မအောင်စိတ်မဆိုးကြပါနဲ့ခင်ဗျာပြီးကမှအမကျွန်တော်မူလဲတယ်ဆိုတာသိတော့ဘေးနားနေပြီးတော့အဲ့ဒီဟိုအများကြီးကုညီမှုတွေပြုတ်လုပ်ပေးပါတယ်မူလဲတဲ့ဟာကိုလည်းကျွန်တော်ဖုန်းနေထဲမှာဆို miss call တွေအပြည့်ပဲ အဲ့လိုမျိုးအားပေးကြရဲ online ပေါ်မှာဆိုရင်လည်းဘလို့ဖြစ်တာလဲဘလို့ဖြစ်တာလဲ live တဲ့အမှအကြည့်ရှုတဲ့သူရလဲဘလို့ဖြစ်တာလဲဘလို့ဖြစ်တာလဲကျွန်တော်အိမ်ရသူတွေရောကျွန်တော်ဟိုပတ်ဝန်းကျင်ရသူတွေရော ပြပြပြောပြရတယ်ပေါ့နော်ပြပြရကျွန်တော်လည်းတိုင်းရိုက်အဲ့ဒီမြစ်တာတွေကိုခန်းစားရပါတယ် ဟိုနောက်ထပ်အဲ့လိုအစိတ်ပူရမယ်အဖြစ်မျိုးဖြစ်အောင်တော့ကျွန်တော်မလုပ်ပါဘူးခင်ဗျာကျွန်တော်စူးစမ်းပြီးကိုယ့်ကိုယ်ကိုစမ်းမိုင်းကောင်းလည်းနေပါမယ်ကျွန်တော်ကို attention ရှာတဲ့သူတယောက်ဆိုပြီးတော့လည်းကျွန်တော်အဖြစ်မခံဘူးအဲ့လိုပဲအားလုံးလည်းမြင်ပေးပါကျွန်တော်တကယ်လို့ attention ရှာရရှာရအများကြီးပြောကျွန်တော်ရှာပြမယ်အဲ့ရှာရတဲ့ခါကျတကယ်ပြောပါအဲ့ကျွန်တော်အားလုံးအခုပြပါမယ်ကျွန်တော်ကဘလားရှိတယ်ကျွန်တော်အားရှိပါတယ်ခင်ဗျာကျွန်တော်ကတော့ပြီးခဲ့တဲ့ငလေး ပေးသိမ့်ပြည်သူတွေအတွက်ပေါ့နော်အလူခံနဲ့ပြဆက်ကားတဲ့ပွဲမှာကျွန်တော်မူလဲသွားရဲပေါ့နော်တရုတ်ဆောင် MC ဆိုတော့ပိုင်ဖြစ်ပါတယ်ခင်ဗျာအာအခုလက်တလောအဲ့ဒီဗီဒီယိုလေးဟိုအားလုံး TV ဖန်သားပြန်နေအားလုံးကြည့်ရှုလိုက်ရတော့အရင်စိတ်ပူသွားကြတယ်စိတ်ပူစင်ပြီးခဲ့တဲ့အတွက်လည်းတောင်းပါပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းအဲ့လိုအမှန်တမ်းပြောရရင်ကွန်ပီပါတော်မှာစိတ်ပူအောင်ထားတဲ့မျိုးမဟုတ်ဘူး ကျန်တဲ့သူတွေဆိုအဝေးကြီးပေါ့နော်ကျွန်တော်ကနောက်ထပ်တစ်ခုပါကြတော့ကျွန်တော်ကိုချစ်တဲ့သူတွေကျွန်တော်ချစ်တဲ့သူတွေစိတ်ပူအောင်ဘယ်တော့မှမလုပ်ဘူးကိုယ်နဲ့ပတ်သက်ပြီးတော့အဲ့လိုလူတယောက်ကအခုလိုဖြစ်သွားတော့ကိုယ်ကဝိုင်းပြီးစိတ်ပူပေးကြအောင်နေလဲမနေတတ်ဘူးအားလဲနာရဲပေါ့နော်ဟိုအားနာတဲ့စိတ်ကော နောက်ထပ်တစ်ခုစိတ်ပေါ်မှာလဲသွားတော့ရှက်တဲ့စိတ်ကောပေါ့နော်အဲ့ဒီအရာတွေကဟိုဘယ်လိုလုပ်ရမလဲဆိုပြီးတော့ပြန်တွေးပြန်တွေးနေရဒီရက်ပိုင်းလဲဟောပြီးကြတော့အော်ဒါကျမ်းမာရေးပဲလေတချို့အဲကျွန်တော်ရဲ့အတိမိတ်ဆွေတွေကလည်းဖုန်းဆက်ပြီးအားပေးကြတဲ့အတွက်လည်းအားရရှိရပါတယ်ခင်ဗျာ 哦耶耶不比你给舍得ဒါပေမဲ့လျှောက်မခံအဓိကတော့ဟိုစင်ပေါ်မှာကျွန်တော်မူလဲသွားတဲ့အခါမှာမဆာဆန်လက်ထွက်သွားတာဗောနော်အဲ့လက်ထွက်သွားတဲ့အရာကိုပရိသတ်တရားအထင်မြင်လွဲမားနေတာလေးရှိတာဗောနော်ရှိတော့အဓိကတော့ကျွန်တော်ကဝဲမဆခင်တော့မဟုတ်တချင်းဆိုဖို့အတွက်ပြောတယ်ကျွန်တော်ဒီတချင်းပြီးရင်တော့ကျွန်တော်ပြရမယ်မမအဲ့ဒါကိုမဆာဆာတိထားရဲပေါ့နော်တိထားတော့ကျွန်တော်တချင်းပြီးတော့ကျွန်တော်မူလဲသွားလဲမူလဲသွားတော့အဲ့ဒီ အဲ့ဒါကိုမဆန်ဆန်ပြဆက်လို့ထင်လိုက်တာကျွန်တော်ပြဆက်ဝင်လိုက်ပြီလားပေါ့ဝင်လိုက်ပြီလားဆိုသူထင်လိုက်တဲ့အချိန်မှာ तू ကလက်ထွက်သွားမိတာပေါ့နော် AC သူရှောင်ပေးလိုက်တဲ့သဘောပါခင်ဗျာအဲ့တော့ဟိုမဟုတ်စိတ်မဆိုးကြပါနဲ့ခင်ဗျာပြီးကမှအမကျွန်တော်မူလဲတယ်ဆိုတာသိတော့ဘေးနားနေပြီးတော့အဲ့ဟိုအများကြီးကုညီမှုတွေပြုလုပ်ပေးပါတယ်တကယ်မတိလိုက်လို့ဖြစ်သွားတဲ့အရာလေးပါအဲ့ဒါဟိုဟိုအားလုံးဟိုအမြင်မှာကျတော့ကျွန်တော်မူလဲတာနဲ့အဲ့ဒါလေးပဲဟို တီဗီဖန်သားပြန်มาတွေ့လိုက်ကြတာဆိုတော့လေဟိုအကုန်လုံးအဓိကတော့အထင်မလွဲပါနဲ့နောက်မှဆိုရင်လည်းကျွန်တော် movie လဲနေအခါမှာလည်းမဆာဆန်ဟိုတတိချာချာအောင်မှကျွန်တော်ဟိုအယူဆိုင်ပေးတယ်ဟိုပြောဆိုဆုံးမှအဓိကစိတ် relaxing ဖြစ်ဖို့လေးတွေသူအများကြီးကူညီပေးတယ်မှာပါခင်ဗျာဟုတ်မဆာဆန်ဟောပါအားလုံးကလည်းဟိုတွားရောက်ပြီးတော့ကျွန်တော်ကကျွန်တော်ဟိုလူတဦးတယောက်စိတ်ပူရင်တော့အရန် ဘယ်လိုပြောမလဲမနေတတ်ဘူးသူတို့ဘာသူတို့စိတ်ပူရင်ဘာကြောင့်လဲဆိုရင်ကိုယ်စိတ်ပူပေးရတယ်ကိုယ်စိတ်ပူပြီဆိုကြတဲ့ကသူတို့မှဟိုစိတ်မအေးချမ်းတော့ဘူးဟိုပူပန်နေရမယ်အဲ့လိုပူပန်နေရမယ့်အရာကိုကျွန်တော်ဘယ်တော့မှမပေးဘူးမပေးတဲ့အတွက်အခုကကျွန်တော်တဦးတယောက်တည်းစိတ်မပူဘူးကျွန်တော်ဟိုဘူးလဲတဲ့ဟာကိုလည်းကျွန်တော်ဖုန်းနေထဲမှာဆို miss call တွေအပြည့်ပဲ အဲ့လိုမျိုးအားပေးကြတယ် online ပေါ်မှာဆိုရင်လည်းဘလို့ဖြစ်တာလဲဘလို့ဖြစ်တာလဲ live တဲ့မှာအကြည့်ရှုတဲ့သူရလဲဘလို့ဖြစ်တာလဲဘလို့ဖြစ်တာလဲကျွန်တော်အိမ်ရသူတွေရောကျွန်တော်ဟိုပတ်ဝန်းကျင်ရသူတွေရောပြပြပြောပြတယ်ပေါ့နော်ပြပြရဲကျွန်တော်လည်းဒိုင်းရိုက်အဲ့ဒီမြစ်တာတွေကိုခန်းစားရပါတယ်အော်နောက်ထပ်အဲ့လိုစိတ်ပူရမယ်အဖြစ်မျိုးဖြစ်အောင်တော့ကျွန်တော်မလုပ်ပါဘူးခင်ဗျာကျွန်တော်စူးစမ်းပြီးကိုယ့်ကိုယ်ကျန်းမာရေးကောင်းလည်းနေပါမယ်ကျွန်တော်အရိကအဲ့မူလဲပြီးတဲ့အချိန်မှာကျွန်တော်ကျွန်တော်စိတ်တယ်ကျွန်တော်တတိပြန်လဲလိုက်တဲ့အချိန်မှာကျွန်တော်လူတွေ ဆွဲထူနေကြပြီပေါ့နော်ဆွဲထူနေကြပြီအာအမှကျွန်တော်ကိုကိုကြီးပေးငါပေးဖဲပေးဖဲကျွန်တော်အတန်ပေါင်းဆောင်ကြရတယ်ဟိုနောက်မှဆင်နောက်မှအမောင်ချထားတော့လဲဖုန်းမီးတွေလဲထိုးထားတယ်ကျွန်တော်မျက်နှာတွေကိုဝါတက်တော့မြင်ရတယ်ပြင်မြင်ရတဲ့ခါမှလည်းမျက်နှာရမသွဲကိုယ်ဘူးဒါပေမဲ့အဲ့ဒီသူတွေကိုကျွန်တော်မှတ်မိတယ်ကိုယ့်ဘောဂျေဆုရှင်နေဟိုဘောက်လဲဆိုရင်သူတို့ပြောရတယ်ဟိုဘက်မှာဆင်တော့မှထိုင်ခိုင်းထိုင်ခိုင်းပြီးတဲ့အချိန်မှာကျွန်တော်အကုန်လုံးကတော့နားခိုင်းတာ နားနေတော့เนาะတဲ့ဘာလို့လဲဆိုရင်အရန်ခြေပြားလက်ပြားရဲ့လဲ AB ကတ်နေပြီနောက်တဲ့ဟိုတကူလုံးကလဲချွေးတွေရွှဲဝါပြီပေါ့เนาะရွှဲဝါတဲ့အခါမှာနားတော့တဲ့ဆိုတော့ပြောတဲ့အချိန်မှာကျွန်တော်ကအဲ့အချိန်မှာအတိပြန်ဝင်လာပြဇက်ကရမယ်အဲ့ပြဇက်မှာဒီနေရာလေးမှာအဲ့ပြက်လုံးလေးမှာမပါလို့မရဘူးကျွန်တော်ကမပါလို့မရဘူးဆိုတော့အဲ့ဒီနေရာနဲ့ဒီအခန်းစဉ်အတွက်ကိုတည်ထားတာပေါ့เนาะတည်ထားတော့မပါလို့မရတော့ငါးသာမရှိမရှိရင်အဲ့ပြဇက်က ရှေ့မှာလဲကျွန်တော်တို့ရက်တွေကြိုပြီးတိုက်တာလေအဲ့တော့အားရအောင်ကမယ်အစင်ပြောင်ကမယ်ဟိုအဓိကတော့ဒီငလီဘေးသိပြည်သူတွေအတွက်လည်းငါအကောင်းဆုံးစူးစမ်းရမယ်ကိုပါဖြစ်ဖြစ်စိတ်ထဲကျွန်တော်အဲ့ဒီအချိန်မှာဘာမှမရှိဘူးမီးနဲ့နှစ်မီးနဲ့လောက်အဲ့ဒီကိုတွေးပြီးတာနဲ့ခဏလေးငြိမ်လိုက်တယ်ငြိမ်လိုက်ပြီးတော့ကျွန်တော်အဝတ်စားကိုသွားလဲတယ်သွားလဲပြီးတာနဲ့ကျွန်တော်အစင်နဲ့ စင်တော့မှာပေါ့နော်ပြန်ပြီးတော့နိုင်နဲ့ထိုင်ဆောင်နေပြီးတော့ပြဆက်ကတယ်ပေါ့နော်ကတဲ့အခါမှာလဲအဲ့အလူငွေတွေအများကြီးရတဲ့အတွက်လဲကျွန်တော်ပြောရပါတယ်ခင်ဗျာကြံချောင်းနဲ့ဖိုးတခိကြံချောင်းနဲ့ဖိုးတခိအမန်လေးပြင်းနှစ်ယောက်လုံးမေ့လဲမင်းတို့နှစ်ကောင်လုံးဗလာကြီးနဲ့အချောက်စီအမန်လေးအော်တချို့ကကြတော့ကျွန်တော်ရှိမှမူလဲသွားတယ်ပေါ့နော်နောက်မှကြတော့ကနိုင်သေးတယ်ပေါ့ဟာတရအောင်လုံနေနိုင်သေးတယ်ပေါ့သူအဲဘလို့များလုံနိုင်တာလဲပေါ့နော် တွေးကြတယ်အဓိကတော့စိတ်ပါပဲခင်ဗျာလူတစ်ယောက်ကစိတ်ကအရေးကြီးဆုံးပဲလူတစ်ယောက်နေစဉ်ရှင်သန်သွားလာနေထိုင်နိုင်ဖို့ကလည်းဒီစိတ်ကအရေးကြီးဆုံးပဲလူတစ်ယောက်ဟိုကြော်ရွှင်ဖို့ဆိုရယ်လေဒီစိတ်ကပို့ပြီးတော့အရေးကြီးတာပေါ့နော်အဲ့တော့ဟိုအဓိကစိတ်ပဲကိုလှုပ်ချင်ပြီဆိုရင်ဒီစိတ်ကလာတွေးလိုက်ဖြစ်သွားလိမ့်မယ်မျက်လုံးတွေအရန်နီနေပြီနော်နီနေပြီအဆင်ပြေရလားဆိုတော့ပြောကြရတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီနီတာကိုကျွန်တော်ရအောင်ဖျောက်တယ်ဖျောက်တယ်ဆိုတာဘာလဲဆိုမျက်လုံးနီသွားပြီဆိုမျက်လုံးကဟို နေမကောင်းသလိုဖြစ်သွားတဲ့အတွက်အားအရန်နေသွားရင်အဲ့အချိန်မှာကျွန်တော်ပြဆက်ကတဲ့ဗီဒီယိုပြန်ကြည့်ပါကျွန်တော်မျက်လုံးပြူးထားတာကြည့်ခေါ်ရအမလေးချေလွန်လိုက်တော့ကွာကိုချစ်ကိုအနမ်းလေးပေးပြရစီတော့ကျွန်တော်ဘက်ကကြည်လက်ဖွာဟိုဒီဘက်ကမတို့ဘက်ကကြည်လက်ဖမိုးပေါ့အဲ့လိုမျိုးပဲတစ်ခါလေးကြာရဲတချို့အရာတွေကြာရဲဟိုမှာချင်တဲ့အရာတခုကိုကျွန်တော်ကချင်တာရမ်းကြိုက်တယ်ဆိုရင်ချင်တဲ့အရာလေးစားရတယ်ဆိုကျွန်တော်ကကျင်တတ်နေပြီဘေးလူက တောင်းစားလို့ကြွေးလာဟဲ့ချစ်လိုက်တာချစ်ဆုံနေတာပဲဆိုသူကမကြိုက်ဘူးအဲ့လိုမျိုးပဲအဲ့တော့အကြိုက်တမျိုးစီရှိကြတဲ့အတွက်လည်းကျွန်တော်စိတ်မဆိုးပါဘူး attention ရှာရဲဆိုတာကလည်းဟိုဘယ်လိုပြောမလဲရှာကြည့်ပေါ့နော်ရှာကြည့်ပေါ့ဆိုတာဟိုဘာဘာလဲဆိုရင်ဒါကမဟုတ်ဘူးဆိုတာလည်း တိတာကြီးပေါ့နော်ကိုကိုတိုင်ဖြစ်ပြက်သွားတဲ့အပေါ်မှာလည်းကျွန်တော်အားနာနေရတာပါအခုလို့တန်ရှင်းလည်းမချပါဘူးဘာလို့လဲဆိုရင်ဒီချိန်ကအဲ့ဒီချိန်မဟုတ်ဘူးလေနော်ဘာလို့လဲဆိုရင်ဒီမှာဟိုထိခိုက်ထားတဲ့သူတွေဟိုဥိမ်ပျက်စီးထားတဲ့သူတွေအများကြီးပဲအဲ့ဒါတွေကိုကုညီဘွားအဓိကဖြစ်တဲ့အတွက်တန်ရှင်းနောက်ကျရင်ရှာပေးမယ်ကျွန်တော်ရှာပြမယ်ကြည်တာဘာလို့လဲဆိုရင်ကျွန်တော်ကျွန်တော်မှရှာမယ်ဆိုအတန်းရှင်းရှာမယ်ဆိုရှာစရာအများကြီးရှိတာပေါ့ကျွန်တော်ကဟိုလူတွေကလူပဲလေနောက်ပြီးဒီအမှုပညာလောကမှာကျွန်တော်စူးစမ်းနေတဲ့လူငယ်တယောက် ငယ်တယောက်ဖြစ်တဲ့ကျွန်တော်ကဖြည်းဖြည်းနဲ့မှမှန်စူးစမ်းတာဒီနေရာဒီအချိန်မှာဒီလိုပိုင်သစ်ဆိုပြီးဖြစ်ဖို့အတွက်ကိုကျွန်တော်ဘလို့ဘလို့ပြောမလဲဘလို့မကောင်းတဲ့နေလမ်းမျိုးမှာကျွန်တော်မသုံးခဲ့ဘူးအာမခံတဲ့ဘယ်မကောင်းတဲ့နေရာမျိုးမှာကျွန်တော်မလုပ်ခဲ့ဘူးကျွန်တော်ရိုးရိုးသားသားကြိုးကြိုးစားစားနဲ့ကိုယ့်နေရာကိုရအောင်လက်ကင်ဆုပ်ထားတာဘတော်မှာ attention ဆိုတဲ့အရာမျိုးနဲ့ကျွန်တော်အပြည့်စီမခံဘူးကျွန်တော်ကို attention ရှာတဲ့သူတယောက်ဆိုပြီးတော့လည်းကျွန်တော်အဖြစ်မခံဘူး အဲ့လိုပဲအားလုံးလည်းမြင်ပေးပါကျွန်တော်တကယ်လို့အတန်းချင်းရှာရရှာအများကြီးပြောကျွန်တော်ရှာပြမယ်အဲ့ရှာပြရတာတကယ်ပြောပါစတာပါဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုဆိုရင်နေရီသွားပြီဆိုရင်လည်းပိုင်သစ်ဆိုပြီးទីကြတယ်အရင်ကနေပဲទីတာရန်ကုန်ရန်ကုန်ကဟိုမိသားစုဝင်နေမိမိဘပြည်သူတွေပေါ့နော်သူတို့ကကျတော့တွေ့လဲအနုပညာရှင်တွေ့လဲဟိုနေရီကကျတော့အရင်တဲတဲပို့လောက်တယ် ရန်ကုန်မှာကျတော့အဲ့လောက်မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းရန်ကုန်မှာတွေ့တဲ့အာပြည်သူတွေအာကျွန်တော်အလုတ်သွားရင်တော့မှအလုတ်ကိစ္စနဲ့ပေါ့နော်အလုတ်ကိစ္စနဲ့ဆိုင်တဆိုင်ဆိုင်မှာစားတော့ဆိုင်မှာချိန်ထားရင်တော့မှအဲ့ရဝိတ်တာလေးတွေကကိုယ့်ရဲ့ fan တွေဖြစ်နေတယ်ဖြစ်နေတော့ဩပျော်တာပေါ့နော်ဘာလို့လဲဆိုရင်ငါဒီစူးစမ်းမှုကျွန်တော်တချို့ဆိုပြောရဲလက်ကလေးတယ်လက်ကလေးဆိုတာကျွန်တော်ဖြည်းဖြည်းနဲ့ရက ဖြည်း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 မမမမရက်နေရရက်နေတော့သူများတစ်ခါရဲ့ဆိုဝုံဒိုင်းဆိုအဲ့လိုဖြစ်သွားတယ်အပြီးသွားရင်လည်းသူတို့စူးစမ်းမှုတွေမြင်မြင်ရတာပေါ့နော်ကျွန်တော်ကအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ဖြည်းဖြည်းနဲ့မမှန်သွားတယ်ကျွန်တော်ဘယ်ရအောင်မှလောဘမကြီးဘူးကျွန်တော်ကရှိတာလေးနဲ့ရောင်းရင်တင်းတိမ်နိုင်တယ်ဟိုဘယ်ရာဟိုမှလည်းကိုနဲ့မအပ်ဆက်တဲ့ကိုနဲ့မဖြစ်နိုင်တဲ့အရာမျိုးကိုလည်းကိုဘတော်မှမမျှော်လင့်ဘူးမှန်လည်းမမှန်ဘူးအဲ့ဒီအတွက်ကိုရဲ့စူးစမ်းမှုသာမှန်ကန်ပဲဆိုရင်ကို ကောင်းတဲ့နေရာရောက်မှာပဲအဲ့လိုမျိုးလေးကျွန်တော်အများကြီးလှက်ကြိုက်ထားပါတယ်ခင်ဗျာအာဟုတ်ကဲ့ပါခင်ဗျာအားလုံးပဲအာကျွန်တော်စိတ်ပူပေးနေကြကျေးဇူးတင်ပါတယ်ဖုန်းနဲ့ဆက်ပြီးတော့ online ပေါ်ဟာ TV ပန်းသားမြောင်ကြည့်ပြီးစိတ်ပူပေးနေကြကျေးဇူးတင်ပါတယ်အကျွန်တော်အားလုံးအခုပြပါမယ်ကျွန်တော်မှာဗလားရှိတယ်ကျွန်တော်အားရှိပါတယ်ခင်ဗျာကားရှိနေပါပြီအဓိကလည်းအဲ့နေရာလည်းကိုကိုကိုအားရှိတယ်အခုလိုပဲထင်မိပြီးတော့ဖြစ်သွားတဲ့ကိစ္စလေးပေါ့နော်အဲ့လိုမဖြစ်အောင်ကျွန်တော်ဆင်ញင်ပါမယ်ကျွန်တော်အများကြီးလေးစူးစမ်းပြီးတော့ပြင်ဆင်သွားပါမယ်လို့ခရီးပေးပါတယ်ခင်ဗျာ